ကြော်မျိုးမင်းနဲ့ကြော်စိုးဦးကိုဇော်မဲလုံးချင်းချောက်လိုက်ပါတယ်ကြော်မျိုးမင်းနဲ့ကြော်စိုးဦးရေမင်းတို့ကြက်ကြက်တိထားမင်းတို့ငါထုတ်လိုက်တဲ့သတင်းတွေနဲ့စမ်းကျင်ဘက်သတင်းတွေမင်းတို့ ပြီးတော့ထုတ်လွှင့်နေမယ်ပြောဆိုနေမယ်ဆိုရင်မင်းတို့နှစ်ကောင်လုံးကိုစစ်မှုထန်ခိုင်းပြီးရှေ့တန်းပုတ်ပြမယ်လို့ပြောလိုက်ပါတယ်ဆိုမဲ့လို့ဘာကြောင့်အဲ့စကားပြောလိုက်တာလဲဗျာကြောင်စိုးဦးနဲ့ကြောင်မျိုးမင်းသူတို့ယောက်ကအရန်ကြောက်တတ်တာလေ စမှုထမ်းဖို့မပြောနဲ့ရှေတန်းပို့ဖို့မပြောပါနဲ့အဲဘရဲ့တနတ်တန်ကြားရင်တော့မှရှူရှူထွက်ကြတဲ့နှက်ကောင်ကိုစမှုထမ်းခိုင်းပြီးတော့ရှေတန်းပို့ပြမယ်လို့ပြောလိုက်တော့သူဒီနှက်ကောင်ပေါ်မှာကြောင့်အသေးပေါက်နေတာလဲဆိုတဲ့အကြောင်းကိုကျွန်တော်မိသားစုတွေကိုဖော်ပြပေးချင်တာပါနောက်တစ်သင်းခုရှိတယ်235နှစ်ထောင်တန်းကြာထားတဲ့ကျွန်တော်တို့တပည့်ဝင်လူငယ်တအူးကိုကယ်ထုတ်နိုင်ခဲ့တဲ့အကြောင်း ကျောင်းမိသားစုဝင်တွေရဲဘော်ရဲဘက်စိုက်တာဘလောက်ထိပြင်းထန်လဲဆိုတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ရဲဘော်လူငယ်တယောက်အနေနဲ့ကျောင်းမိသားစုဝင်တွေကိုဖော်ပြပေးသွားမှာဖြစ်တယ်လေကျွန်တော်ရဲ့ဗီဒီယိုအဆုံးထိဝင်ကြည့်ကြည့်ကျွန်တော်မိသားစုဝင်တအူးချင်းစီတိုင်းကိုလေးစားဖိတ်ခေါ်လိုက်ပါတယ်ဇမလုံးကတော်တော်ကိုအသေးပေါက်နေတာအဲ့နှစ်ကောင်ကိုအဲ့နှစ်ကောင်ဆိုရင်တော့ကျွန်တော်ရဲ့မိသားစုဝင် ကြုံရုံးမင်းနဲ့ကြော်စိုးဦးဒီကောင်လေးနှစ်ကောင်လေးလှုပ်လိုက်ရင်တလွဲပြောလိုက်ရင်ဆရာကြီးလေတဲ့သူတိသူတက်အချို့သောစစ်မြေပြင်မှာဆိုသူတို့ကမဟာပြူဟာရေးဆွဲပြီးတော့ဘလို့လှုပ်လိုက်ပါလားဘလို့ဘလို့ကင်လိုက်ပါလားဘလို့တက်လိုက်ပါလားဘလို့ဆုပ်လိုက်ပါလားသူတို့နှစ်ယောက်လုံးကိုကြည့်တော့ဘာမှမတက်ဘူးအဲ့တော့ဒီကိစ္စလိုနေပတ်သက်ပြီးတော့က ဇမဲလုံးကအဲ့ကြကြတော့မင်းတို့နှကောင်တောက်ချိုးမပြင်ဘူးဆိုရင်မင်းတို့နှကောင်ငါပြောတဲ့သတင်းတွေကိုစန့်ကျင်နေတဲ့မင်းတို့နှကောင်ငါထက်ဦးဦးပြီးတော့ဟိုအော်ဒီအော်လုတ်နေမယ်ဆိုရင်တော့မင်းတို့နှကောင်ကိုစစ်မှုထမ်းခိုင်းပြီးတော့ရှင်းတဲ့ကိုပုတ်ပြစ်မယ်ငါပါကောင်လဲဆိုတာမင်းတို့ကိုပြမယ်ဟာဘာကြီးလို့တော်တော်ကိုစိတ်ဆိုးနေကြတယ်စိတ်ဆိုးလဲစိတ်ဆိုးကျင်စရာလေဗျာ အဲဘာကြီးတခါလေသွားလို့သူတို့ဝင်ကြီးတွေဖွဲ့ထားတဲ့သူတွေအဲဘကိုကျွေးတဲ့ထမင်းလည်းမစားအဲဘကိုတိုက်တဲ့ရေလည်းမတောက်အဲဘကဘာကျွေးကျွေးဘသူမှကိုမယုံဘာမှကိုမစားဘူးဒါကိုအဲ့နှစ်ကောင်ကထအော်လေရဲ့ရှိသေးတယ်မောတောင်စခန်းတိမ့်လိုက်တာကိုအဲ့ဒါက AI နဲ့ဖန်တီးထားတာတဲ့ဟာ ဒီဘက်မှာတည်င်းမှန်ပြန်ကြားရေးလေဗျာတာဝန်ခံလေမြမတက်တော်ကြီးရဲ့အရေးကြီးဆုံးပုဂ္ဂိုလ်ကအမှန်တရားတွေပြောနေတယ်လေဒါကိုအင်ဂိုင်းတို့ဒီကောင်နှစ်ကောင်ကထပြောလိုက်တော့ဆောင်းမင်းလုံးစိတ်ဆိုးပြီဗောကျွန်တော်ပြောတယ်နော်မြမတက်မတော်လို့ကျွန်တော်သုံးတာနော်ပြည်သူတက်မတော်လို့ကျွန်တော်မသုံးဘူးနော်ကျွန်တော်ရင်မိသားစုဝင်နေမြန်မာနိုင်ငံရဲ့အရေးကြီးဆုံး တက်မတော်ကြီးမြန်မာနိုင်ငံကိုဥဆောင်နေတဲ့တက်မတော်ကြီးမြန်မာနိုင်ငံမှာမရှိမဖြစ်တက်မတော်ကြီးဘာကြောင့်သူတို့ကအမိပေးထားတာမြန်မာတက်မတော်တဲ့ပြည်သူတက်မတော်မဟုတ်ဘူးပြည်သူအတွက်မဟုတ်ဘူးတက်မတော်အတွက်ပြည်သူကမြန်မာနိုင်ငံကလည်းပဲတက်မတော်အတွက်တက်မတော်ကမြန်မာနိုင်ငံကိုလှုပ်ချင်တာလှုပ်မယ်ရောင်းချင်တာရောင်းမယ်လှမ်းချင်တာလှမ်းမယ်ကြပြန်လို့လုံရင်လုံမယ်ဘိန်းလေးစိုက်ရင်စိုက်မယ်သူတို့ပဲ ဘိရှူရင်ရှူမယ်သူတို့ပဲ WY နေရောင်းဝယ်လုံရင်လုံမယ်သူတို့ပဲလူမောင်ကိုကူးမယ်သူတို့ပဲလှုပ်ချင်တာလှုပ်မယ်ဒါကြောင့်လဲပဲမြမတက်မတော်လို့ပြောတာအဲ့တော့ဇော်မဲလို့စိတ်ဆူးနေတာတော်တော်ကြာပြီအသေးပေါက်နေတာကြာပြီအခုတော့အဲ့ဒီနှစ်ကောင်လုံးကိုခေါ်ပြီးတော့ဒိန်မိဘူးနေအများကြီးမိလိုက်တယ်မင်းတို့တောက်ချိုးလို့မပြင်ဘူးဆိုရင်တော့ငါဘာကောင်လဲဆိုတော့မင်းတို့တွေ တွေ့မယ်ကွာဟုတ်ပါတယ်ကျဆောင်ခမရမောင်တော်မျိုးကိုပြည်သူ့ကာကွယ်ရေးတပ်မတော်ကစတင်တိန်တော်က AI လို့ပြောပြီးတော့မင်းကကြတော့ထိုင်းစစ်တပ်အကူအညီနဲ့ရတယ်လို့ပြောတယ်ဘယ်ဟာကသတင်းမှန်လဲပြည်သူတွေကဘာကိုယုံရမှာလဲမင်းတို့လော်ရီလောက်ခိုင်းတာငါတို့တပ်မတော်ကိုအယုံကြည်မရှိအောင် for light နေတာနဲ့တူနေပြီး အခုမျိုးတော်ကြတမျိုးဖြစ်နေတယ်ကွာကျော်မင်းမင်းကတော့ကြော်စိုးဦးထက်လူလဲကြအထလဲကြဒါပေမဲ့နှစ်ဖက်ခြုံဘလူးပလဲတော်တော်လုတ်တက်တဲ့ကောင်ခမားကအနီဘတ်တော်ဒါလားအစိမ့်ဘတ်တော်ဒါလဲမောတောင်ကြတာနဲ့ပတ်သက်ပြီးတော့ခမားပြောတဲ့တက်ကကောင်နေစကန်းစွန့်ခွာကြလို့ PDF တွေကရာသွားတယ်ဆိုတော့ကဘောတူကြတယ်မိသူစေးတုံးစားမရဘူးထပ်ပြင်းမယ် ဆိုတာကြီးပဲခမားနဲ့ကြော်ဆိုးဥနဲ့ရှည်တဲ့ပုံမယ်မင်းတို့ view ဟာတွေပြောတဲ့အတိုင်းမင်းတို့ခင်းတဲ့ view ဟာအတိုင်းမင်းတို့ကိုယ်တိုင်တိုက်အဘကိုလည်းတင်ပြထားပြီးပြီးအဘကလည်းပဲလက်ခံတယ်အဲ့တော့ကြောင်မျိုးမင်းနဲ့ကြောင်ဆိုးဥကငကူကလေးကသူတို့တွေက aura aura ဘလို့ဘလို့လွက်လိုက်ပါလားဘသူ့ကိုဘလို့ဖမ်းလိုက်ပါလားဘသူ့ကိုတော့ဘလို့ကင်လိုက်ပါလားဘသူ့ကိုတော့ဘလို့ချလိုက်ပါလားလို့ဒါပြောတာအဲ့ကောင်တွေကအရန်ကြောက်တဲ့ကောင်တွေဥရိယုံကြည်တည်တာပါတယ်သူတို့ကစစ်မှုထမ်းခိုင်းမယ်ဆိုရင်တော့သူတို့ကိုရှင်းပြခိုင်းမယ်ဆိုရင်တော့ရှူရောခြေရောထွက်မှာတည်ကြပါတယ်အဲ့တော့ဘလို့နှစ်ကောင်လုံးဟာစစ်မှုထမ်းဖို့အတွက်အမှုပညာရှင်တွေကိုမင်းတို့တွေလှုပ်ဆော်ခိုင်းတယ်ပြီးတော့စစ်မှု မလို့လူပညာရှင်တွေကိုလည်းစစ်မှုထမ်းဖို့မင်းတို့တွေစတဲ့ပြောခဲ့ကြတယ်ဆိုတော့မင်းတို့ကတော်တော်လူလည်းကြနေပြီမင်းတို့နှစ်ကောင်အလှဲ့ရောက်လာမယ်နော်ဘာလို့တပ်မတော်ကိုချစ်တာလဲဗဇက်နဲ့ချစ်လို့မရဘူးအသက်နဲ့ချစ်ရတယ်တပ်မတော်ကိုအသက်နဲ့ချစ်ရတဲ့သူတွေရှိလို့လားရှိလို့လေငါတို့အာနာတိမြဲနေလားအခုတို့ပြီးသူစစ်မှုဒန်းတွေထွက်ပြေးကုန်ကြတော့စိုးရိမ်စရာတွေတော့ဖြစ်နေတယ်ဒါကြောင့်စစ်မြေပြင်ကို အယောက်တရာမှာဆယ်ယောက်ပဲလွတ်တာသူတို့ကဘယ်တော့မှအငံ့ခံမှာမဟုတ်ဘူးဘလို့သင်တန်းပေးထားလာလေအဲ့လောက်တစ္ဆာခံကြတာကျော်မင်းနဲ့ကျွန်တော်ကတော့တနတ်တန်ကြိုင်းတော်မှကြောက်နေရတယ်တထဲဝင်ပြီဆိုရင်အမိတ်ကိုနာခံဘာမှပြန်မပြောနဲ့အမိတ်တိုင်းလွတ်ရမယ်တစ္ဆာဆိုရမယ်စနစ်တကျမွေးထုတ်ပေးထားတာအဘအာနာထိမ့်မှုကြောင့်ပြည်သူတွေရဲ့ဒေါသကတက်မတော်သားတွေအပေါ်ကိုဗစ်ရောဂါလို့မိနေကြတာ ်တမော်သားတယောက်ကသူ့ကိုမွေးတဲ့အဖေနဲ့အမေနဲ့တော့တမော်ရဲ့ရန်သူဖြစ်လာပါကတက်ရဲတဲ့စိတ်မွေးပေးထားတယ်တင်းနဲ့မသက်စာဆုတ်ခိုင်းပြီးတော့အဘပြောသလိုမလုပ်ရဲတာဘာမှမရှိဘူးဒါကြောင့်လည်းပဲဒီတိုင်းပြည်ကို290ကြော်ကြာစစ်ကြုံအောက်မှာပြပြဝင်နေကြတာတမော်ကလည်းဒါနဲ့စာမနာစိတ်ပြော့ညံ့ရင်အာနာဆိုတာပြည်သူစီရောက်လာပြီးတမော်သားတွေကပြည်သူကြုံဖြစ်သွားကြမှာပေါ့တဲ့ ဒါဆိုဘာလို့ပြည်သူတက်မလို့လို့ခေါ်တာလဲမခေါ်ပါဘူးတဲ့မြမတက်မလို့လို့ပဲခေါ်ပါတယ်ပြည်သူလောက်ခံမမဟုတ်တာပြည်သူနဲ့ရန်ဖြစ်နေတာတောက်လုံးကန်းနေကြသလားပြည်သူတက်မလို့ဆိုတာ PDF ကိုပြောနေကြတာတက်မလို့ကပြည်သူနဲ့ရန်သူလို့ဖြစ်နေတာအဲ့တော့ကြောင်မိုးမင်းနဲ့ကြောင်စိုးဥယျာဉ် ငါတို့တကြက်ပတိထားငါလည်းစက်ကျင်ပတ်သတင်းတွေကိုမလှင်ကြနဲ့မျက်စိနောက်လာရင်စစ်မှုထမ်းခိုင်းမယ်စင်ပြေပြင်ပို့မယ်အများလို့တမတော့သတင်းမှန်ပြန်ကြားရေးပြောခွင့်ရသူတွေမဟုတ်ဘူးတဲ့ဆိုတော့ဒီအဖြစ်ပြက်လေးဘောနော်လက်ရှိအချိန်မှာဒါသတင်းမှန်ပြန်ကြားရေးဆိုရဲတာဝန်ခံဇုံမဲလုံးပြောနေတာကတမျိုးကြောင်တုံးမင်းနဲ့ကြောင်စိုးဦးလုပ်နေတာကတမျိုး အစောဒါလေးကိုကျွန်တော်တို့ဟာတာမြင်နေတွေ့ရမှာဖြစ်ပါတယ်အဲ့ဒီမှာကျွန်တော်ဟောနော်အဲအကြိုက်ဆုံးသကလုံးလေးကမြမတက်မတော်ပေါ့ပြည်သူတက်မတော်မဟုတ်တဲ့မြမတက်မတော်ပေါ့နော်အခုအခုဆိုကျွန်တော်တို့ဒါပြည်သူကာဝေးရေးတက်မတော်ကျွန်တော်တို့ PDF တွေကျွန်တော်တို့ထပ်ပေါ်လာပြီးနောက်ပိုင်းတွေမှာသူတို့ရဲ့ခွေးတက်ဟာအခုရစရာမရှိအောင်ကိုဒါ ဂုဏ်သိက္ခာရောယက်တီချက်တွေရောကမ္ဘာအလိမ်မရောကျွန်တော်ပြည်သူအလိမ်မပါအရှက်တခွဲအကျိုးနဲ့ဖြစ်နေရတာပါဟုတ်ပြီကျွန်တော်ရင်မိသားစုဒီနေ့မှကျွန်တော်မိသားစုနေတာဟာတာအနေနဲ့တင်ပြပေးတာဖြစ်တယ်အဓိကကျွန်တော်တင်ပြချင်တာကရဲဘော်ရဲဘက်စိတ်တွေအကြောင်းပါကျွန်တော်ဒီနေ့မှလည်းကျွန်တော်မိသားစုတွေကြားမှာပါ235နဲ့1000နဲ့ထောင်းနဲ့ကြာလာတဲ့တပ်ဖွဲ့ဝင်နှဆိုင်ခငိုးညူကဲထုတ်ခဲ့တယ်ဆိုတာတကယ့်ကိုအားအကောင်းပါလား ျွန်တော်တို့ဂုံယူတယ်ဆိုတော့ဒီပစ္စည်းကိုကျွန်တော်ချိန်ဖန်များစွာပါဗောနော်ထက်ကလည်းကျွန်တော်လေ့လာကြည့်ရုပ်သံဗီဒီယိုမှတန်းကိုလည်းကျွန်တော်ကြည့်မိတော့အော်ကျွန်တော် Telegram channel အစမပြေသေးလို့ကျွန်တော်မိသားစုဝင်တွေတိတ်ခံပြပါတပ်ပုတ်ဗီဒီယိုမှတန်းနေမဖို့ပြပြစ်တာဗောနော်ဆိုတော့ဒါတို့ကကျွန်တော်တို့ကဲထုတ်မယ်ကျွန်တော်တို့တက်ဖွဲ့ဝင်နေဗောနော်ကဲထုတ်မယ်တက်ဖွဲ့ဝင်နေရတကယ့်ကိုချိန်သား kait စနစ်ချဆောင်ရွက်ခဲ့ချာဒီလိုပြင်ဆင်ဖို့ဆိုတာ အများကြီးကျွန်တော်တို့ကြိုးစားရတယ်ပြီးတော့ဒါနဲ့တစ်ချိန်တည်းတပြိုင်တည်းတပြောင်းပဲကျွန်တော်တို့ဒါဟိုဒီ case ပေါ့နော်ဒီ Java တိုက်ခိုက်မှုဖြစ်လာခဲ့တယ်ဆိုရင်ကျွန်တော်တို့အချုပ်ခန်းအချုပ်ကားထဲမှာပါလာတယ်ကျွန်တော်တို့ရဲဘော်ကသူ့အနေနဲ့ဘလို့ပြင်ဆင်ထားမလဲဆိုတော့အချုပ်ကားထဲမှာအဲ့ဒီရဲဘော်တွေက freedom လွတ်ထားတာမဟုတ်ဘူးဗျနှစ်ယောက်ဆိုရင်နှစ်ယောက်တွဲနှစ်ယောက်တွဲလက်တိတ်ခတ်တာ ဆိုတော့ဒီခြေလေးကိုသူတို့တွေဘလို့ပြင်ဆင်လာကြလဲပြီးတော့ငါတို့ကိုကဲမယ်ဆိုတာကိုလည်းပဲအချိန်နဲ့တပြေးညီသူတို့တွေကြိုပြီးတော့သိရှိထားတဲ့ပုံစံပေါ့နော်ပြီးတော့တယောက်ကတော့လွံ့မြောက်သွားတယ်ကျွန်တဲ့ရဲဘော်တွေကတော့ကျွန်တော်တို့ဒါအကြောင်းမျိုးမျိုးကြောင်းလို့ပဲကျွန်တော်ပြောချင်ပါတယ်ကျွန်တော်တို့ကျန်တဲ့၄ယောက်ပေါ့နော်ကျန်တဲ့၄ယောက်ကျန်မဲ့၄ယောက်ကိုလည်းလွံ့မြောက်စေချင်တာပါဒါပေမဲ့သူတို့တွေအချုပ်ခန်းနဲ့ပဲပါသွားတယ်လို့ကျွန်တော်တို့ကြတိထားရတယ် ဘာဖြစ်ပါဒီကိစ္စကိုကျွန်တော်ကြည့်မယ်ဆိုရင်လက်ရှိဖြစ်ပျက်တွေထဲမှာပေါ့နော်အဲတကယ်ကိုဗျာအလုံးပြောပြပါအလုံးပြောကြပါရုပ်ရှင်စံတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့အနေနဲ့လည်းပြင်ဆင်ထားတယ်ဗျာဆိုတော့ဒီအကြောင်းလေးမပြောခင်မှာကျွန်တော်ဒီရေပေါ်လင်းမြန်းနှစ်ယောက်ကိုကျွန်တော်ခေါ်ထုတ်တဲ့ကိစ္စတခုပြောဖို့လေကျွန်တော်မိသားစုနေမတည်တဲ့မိသားစုလို့ကျွန်တော်ပြန်ပြီးတော့နည်းနည်းလေးပြန်ပြောပြချင်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ရေမီရဲ့ကျွန်တော်ရဲ့ရေမီမှာကကိုဝင်ဘိုက်နေပေါ့နော် ကိုယ်ဝင်ဆောင်ထားရတယ်ဆိုတော့ကျွန်တော်ညဘက်ကြီးခေါ်ထုတ်ကြတာဟုတ်လားမဟုတ်လားဆိုတော့ဒီကမသွားခင်နေကကျွန်တော်ဘောနော် record လုပ်တယ်ကျွန်တော်ရဲဘော်တွေခေါ်တော့စုတယ်စုပြီးတော့အဲ့ဒီကမှမှကျွန်တော်တို့ဒါဒီတတော်လက်လက်နဲ့အမိတ်နာခံတဲ့ရဲဘော်တွေပေါ့နော်ပြီးတော့စိတ်အားထက်သန်တဲ့ရဲဘော်တွေကိုကျွန်တော်တို့ရွေးရတယ်ပြီးတော့သူတို့ကတခါတည်းမှားတယ်လက်နဲ့တက်ဆင်ပေးတာလေကြည်ထိုးခိုင်းတာတကယ်လို့ကျွန်တော်တို့ခေါ်ထုတ်ပြီးတော့ ကျွန်တော်တို့ကတားတယ်ပေါ့နော်အဲရန်သူရှိခဲ့တယ်ဒါမှမဟုတ်ကျွန်တော်တို့နောက်ကလိုက်လာတဲ့ရန်သူရှိတယ်ဆိုရင်ကျွန်တော်ဒါတွေအကုန်လုံးကိုတက်တက်နီးနဲ့ကြော်ဖြတ်ဖို့အလုံးကိုအတိပေးထားတယ်ဘယ်လိုတယောက်ကြံခဲ့တယ်ဆိုရင်လည်းပဲကြံတဲ့တယောက်ကိုရအောင်ပြန်ဆွဲထုတ်ဖို့ပြီးတော့ကျွန်တော်တို့ပိတ်ဆို့ခံရတယ်ကျွန်တော်တို့ဝင်ကျွန်တော်တို့ပေါ့နော်ဒါပိတ်ဆို့ဝိုင်းခံရတယ်ဆိုရင်လည်းပဲကျွန်တော်တို့ရအောင်ပေါက်ထုတ်ဖို့အကုန်လုံးကိုမှားထားတယ် ဘလောက်ထိလဲဆိုရင်ကျွန်တော်ထိသွားရင်တော့မကျွန်တော်ကိုမကြည့်ဘူးကျွန်တော်ပြောတာခါကျွန်တော်ရဲဘော်ရှိတယ်အခုအဲသူကကရင်ဒီမှာတောင်းဝန်ထမ်းဆောင်နေ GNDF အောက်မှာပဲကျွန်တော်သူ့ကိုပြောပြီးသားကျွန်တော်ရဲ့ကားကောင်းထဲမှာရှိတယ်သူကကားမောင်းတယ်တကယ်လို့တစ်ခုဖြစ်ခဲ့မယ်ဆိုရင်ငါ့ကိုခြံမထားငဲ့နေတော့ငါ့ကိုမင်းကိုယ်တိုင်ရှင်းပြကျွန်တော်အဲ့လိုသူ့ကိုမှားတာ ကျွန်တော်အသက်ရှင်လေးရဲ့စစ်ခွေးလက်ထဲမှာကျွန်တော်မချန်ခဲ့နိုင်ဘူးမထားခဲ့နိုင်မင်းတို့ငါ့ကိုမထားခဲ့နိုင်ငါ့ကိုရှင်းမင်းတို့ထောက်ဖောက်ထွက်လည်းဝိုင်းခံရအဆူရင်လည်းပဲငါတို့ရှိတဲ့ကြည်နဲ့ပြအားတုံးပြီးတော့အဲ့ဒီကနေပြီးတော့ရအောင်ဖောက်ထွက်မယ်အပြေပဲခံမယ်ကျွန်တော်တို့အရှင်ဖမ်းခံမယ် အရှင်ဖန်ခန့်ရတဲ့နောက်ဆက်နောက်ဆက်တွဲစိုးကျိုးတွေကိုကျွန်တော်အမြဲတမ်းကြုံတွေ့ခဲ့ရတာကျွန်တော်ဒီမှာတင်ရလာတဲ့ကျွန်တော်နဲ့အတူတူနေထိုင်နေပြီးတော့သူတို့ပြန်သွားကြတယ်လမ်းမှာဖန်ခန့်ရနမကြီးနေတာပဲကျွန်တော်တို့အမြဲတမ်းဟုတ်ပြီကျွန်တော်ရမိသားစုဒီပြစင်မှာကျွန်တော်တို့ရဲဘော်တွေပေါ့နော်တကယ်ကိုလေးစားဂုဏ်ယူဖို့ကောင်းတယ်ဗျကျွန်တော်တော့အဲ့လိုပဲပြောချင်ပါတယ် ဆိုတော့ကျွန်တော်တို့ထပ်ပြီးတော့ကြားထားရတဲ့သတင်းကတော့အဲ့ဒီရန်တန်းကိုတောင်းဝန်ယူလာတဲ့ရဲအုပ်ကျော်ဝင်းတဲ့အဖွဲ့ကတော့ရာလူပြုတ်ပြီးတော့အချုပ်ထဲရောက်နေပြီလို့တော့ကျွန်တော်တို့သိရှိထားရပါတယ်စိတ်မကောင်းပါဘူးမင်းတို့ရဲတွေလောက်ကတော့ကွာငါတို့လူငယ်တွေကတကယ်ပါပဲဆိုတော့ဒီဖြစ်စဉ်ဖြစ်တဲ့အချိန်ကျွန်တော်တို့ဒါဂျာမက်တက်ခိုင်းမှုလုတ်တဲ့အချိန်မှာအပေါ်မှာရှိတဲ့ရဲဘော်တွေအကုန်လုံးကခုန်ချခဲ့မယ်ဆိုရင်အကုန်လွတ်တယ်။သိကြတယ်။ဘာကြောင့်လဲဆိုတော့ ီကောင်ကျွန်တော်မိုင်းဆွဲတက်ခတ်ပြီးဆိုတာ ਨੇ ကျွန်တော်တို့ကအဲ့ဒီကောင်ကိုကျွန်တော်တို့ဘောနော်အချံဘောနော်ချုပ်ကားအချုပ်ကားကိုချံရံပြီးပါလေကားတွေအကုန်လုံးကိုကျွန်တော်တို့ပစ်ချတာအဲ့ဒီမှာကျွန်တော်တို့ရဲဘော်တယောက်ကခုံချခဲ့တယ်အခုလက်ရှိတော့ဒဏ်ရာရရှိထားတယ်ဒါပေမဲ့လူမျိုးတဲ့နေရာတစ်ခုမှာတော့ဒဏ်ရာတွေကုသနေတယ်လို့ကျွန်တော်ကြားသိထားရပါတယ်ထောင်းနဲ့နှစ်နေရာကြော်ကြခံထားတဲ့အရေးပေါ်လူငယ်တယောက်ဘလောက်တောင်မှ ျွန်တော်လူငယ်တွေပေါ့အညှိုးတကြီးနဲ့မသိမချင်းထောင်ချထားလဲဆိုတော့ကျွန်တော်မိသားစုဝင်ပြောချင်တာကျွန်တော်လူငယ်တွေအများကြီးကိုပိတ်ဆက်ထားကြတော့ကျွန်တော်ဒီဖြစ်စဉ်မှာအများကြီးတွေ့ရမှာဖြစ်ပါတယ်ဟုတ်ပြီအဲ့ဒီမှာကျွန်တော်တို့စကူတက်ကနှစ်ကောင်ဂိန်သွားတယ်လို့တော့ကျွန်တော်တို့လတော်ကြားသိထားရတယ်ဒါခက်ခက်ခဲဒါလွတ်မြောက်အောင်ဒါဝိုင်းဝန်းစူးစမ်းခဲ့တာပေါ့ဗျာဆိုတော့ အဲ့ဒီအပိုင်းမှာကျွန်တော်မစက်နဲ့နှုတ်အားဖြင့်ဖော်ပြဖို့တော့မှာခက်ပါတယ်လက်ရှိကျွန်တော်တို့အချင်းထောင်တွေအတွင်းထဲမှာကျွန်တော်တို့ဘောနောကျွန်တော်တို့ရဲ့ဒါလူငယ်တွေအများကြီးဖန်ဆီးခံရရတာကျွန်တော်တို့သိပါတယ်ဒါကျွန်တော်ရဲ့ရဲဘော်ရဲဘက်တွေကိုကျွန်တော်တို့အမြဲတမ်းသတိရတယ်ဆိုတော့သူတို့တွေကိုကျွန်တော်တို့တကယ်ကိုလူမျိုးစီချင်းနေပါပြီကျွန်တော်တို့သိတာဘောနောဒီကျွန်တော်တို့လူငယ်တွေအချင်းထောင်ထဲမှာဘလောက်တောင်ခက်ခဲနေလဲဆိုတာမျိုးတွေပေါ့နော်ကျွန်တော်လည်းတတ်နိုင်ဆုံး ကျွန်တော်အကူညီပေးခဲ့တာလို့ရှိပါကျွန်တော်မိသားစုဟုတ်ပြီဆိုတော့ဖြစ်စဉ်လေးကိုကျွန်တော်မိသားစုလေးကိုကျွန်တော်ဖော်ပြပေးပါမယ်အခြားမီဒီယာသတင်းတွေမှာလည်းဖော်ပြပြီးဖြစ်မှာပါဝေရန်ချောင်းမြို့နယ်မှာအကြံဖက်စစ်ခွေးတက်အဓိကတောက်တိုင်း6မြို့နယ်စီဗင်တာယာကြီးကော်မတီဥက္ကရာ မြို့တော်ဝန်ပြစ်ခတ်ရှင်းလင်းမှုနဲ့ဖမ်းဆီးခံရပြီးတော့ထောင်ထဲနှစ်230အထိချမှတ်ခံရရတဲ့မြို့ပြပျောက်ကြားရဲဘော်ထောင်ထဲပို့တဲ့ချိန်မှာ ျွန်တော် PDF တွေလူငယ်တွေပက္ကဖတွေတော်လိုင်းပူပေါင်းတပွဲဝင်တွေရုပ်ရှင်စမ်းစမ်းကြားပြတ်တိုက်ခိုက်ခဲ့တယ်။ကဲထုတ်နိုင်ခဲ့ပါတယ်ကျွန်တော်မိသားစုနဲ့။အဲ့တော့ကျောင်းမုန်နဲ့ပက္ကဖလေယုံစစ်ကြောင်းကရဲဘော်နတ်ဆိုင်နဲ့ရဲဘော်နတ်ဆိုင်ခမိုးညိုနိုဝင်ဘာ16ရက်နေ့မနက်ပိုင်းမှာကဲထုတ်နိုင်ခဲ့တာပါ။ဆိုတော့ဒီသတင်းနဲ့ပတ်သက်ပြီးတော့တော်တယ်မှာ၄ရက်တိတိစောင့်ပြီးတော့ဂျာပြတ်တိုက်ခိုက်ခဲ့တယ်လို့တော်လိုင်းရဲဘော်တအူးကပြောပါတယ်။၄ရက်လောက်ပြင်ဆင်ခဲ့ရတာကျွန်တော်မိသားစုနဲ့ ရဲဘုံညောပြီးခဲ့တဲ့2020ကြောက်မြို့စီမင်းတရားရေးကော်မတီဥက္ကရာမြို့တော်ဝန်ဦးတန့်စင်ဦးကိုတကက်ရှင်းလင်းတဲ့အမှုနဲ့ဖမ်းဆီးခံရတာပါစစ်ကွတ်တက်ကနေပုံမှန်မျိုးစုံတက်ပြီးတော့ထောင်နန်းနှစ်ပေါင်း180တကြိမ်68နှစ်တကြိမ်ချမှတ်ပြီးနောက်ထပ်အမှုတွဲတွေလည်းထပ်ဆွဲခံရတာဖြစ်ပါထောင်ထဲကနေထုတ်ပြီးတော့စစ်တာရဲစခန်းကနေထောင်ပြန်ပို့မှဖျက်တိုက်တယ်လို့ကျွန်တော်တို့သိရှိထားရပါတယ်။ အစတုံးကားနဲ့မတူကားတစီးပါတယ်အကျဉ်းသားကားကိုမိုင်းဆွဲတိုက်ခိုက်တာမဟုတ်ပဲအနောက်ကစောင့်ချက်လိုက်ပါလာတယ်မတူကားပြီးတဲ့အခါမှာအကျဉ်းသားပါလာတဲ့အစတုံးကိုရက်အောင်ဒါပစ်ခတ်မှုတွေလုပ်တယ်ကားကတော့မရက်ဘူးဒီအချိန်တွေကိုကျွန်တော်ကျောင်းမြို့နယ်ပကပလက်ယုံစကြောင်းမူကိုဖြိုးထက်နိုင်ရနေပြီးတော့ပြောခဲ့တာဖြစ်ပါတယ်လူမြောက်လာတဲ့ရဲဘော်ကကိုရဲဘော်တွေလာခဲ့တာကိုသိတဲ့အခါတကားနားမှာရှိတဲ့သူသူကတော့ခုံချထပ်ပြေးခဲ့တယ်ဒါပေမဲ့သူ့ကိုပြန်ဆွဲတင်ဖို့လည်းပဲ အဂျမ်ဖက်စစ်ခွစ်တက်ကကောင်းနေစူးစမ်းခဲ့ကြတယ်ဒါပေမဲ့ကျွန်တော်တို့ဘက်ကနေပြီးတော့ဒါဖြစ်အားနဲ့ဖိဖြစ်တဲ့အချိန်မှာသူတို့မစွဲတင်နိုင်ပဲနဲ့သူတို့ဘာသာသူတို့ကိုလိုယုံပြီးတော့မောင်းပြေးသွားတယ်လို့သူကဆက်ပြီးတော့ပြောပါတယ်။ကောင်းပါနိုင်ငံအချင်းသားငါတို့ပါတယ်။ကျန်တဲ့သူတွေကတော့မပြေးရဘူးထင်တယ်။သူတို့အကြောင်းမသိရသေးဘူး။ကျွန်တော်တို့ရဲဘော်မုံညိုကတော့ခုံချပြီးတော့လွတ်မြောက်ထပြေးနိုင်ခဲ့တယ်။နှစ်ဖူးမှတန်ရနည်းနည်းလေးရထားတယ်လို့ကဝဲရဲဘော်တို့ကဆက်ပြီးတော့ပြောဆိုထားပါတယ်။ ကျန်တဲ့နိုင်ငံလေးဦးကမဝေးထောင်တဲ့ကိုရောက်သွားပြီလို့လည်းသိရပါတယ်။ရောက်မလို့ဂျာဘက်ကဲထုတ်တဲ့စစ်စင်ရေးမှာ secret တက်ကဒါလုံလုံတက်ဖွဲ့ဝင်နေနယ်လေအပြန်လည်ပြက်ကတ်မှုတွေရှိခဲ့တယ်။ secret ဘက်ကတိကျတည်ဆုံးခဲ့တယ်လို့လည်းကျွန်တော်တို့သိရှိထားရပါတယ်။လက်တော်နှစ်ကောင်တည်သွားတယ်လို့တော့ကျွန်တော်တို့ကြားသိထားရပါတယ်။အစစ်စစ်ပြုတ်လို့တဲ့ တို့ကြောင်းရင်းနှင်းကြောင်းအမှတ်3ပြောင်စုလမ်းပိုင်းကိုတော်လိုင်းတက်ဖွဲ့ဝင်နေရအရေးပေါ်ချီထုတ်ပြန်ထားရတယ်။ရဲဘော်မုံညိုကတော့လုံခြုံတဲ့နေရာကိုရောက်ရှိနေပြီလို့သိရှိထားရတယ်။မြောက်လာတဲ့ရဲဘော်ကတော်လိုင်းရေးအလုပ်တွေဆက်လုပ်မယ်မနာဘူးဘလို့နီးနေမဲ့ပြည့်တော်လိုင်းရေးမှာဆက်ပြီးတော့တာဝန်ထမ်းဆောင်မယ်လို့သူတို့ကပြောပါတယ်။ဆိုတော့ကျွန်တော်တို့လူငယ်တွေအချင်းချောင်းတီးတီးမှာမြောင်းများစွာမတရားအချင်းချခံနေရအခုလိုမျိုး ထောင်နှစ်235နှစ်တကျွန်တော်ရဲ့မိသားစုဘလူနားလေပြရမှန်းတော့မသိဆိုတော့ဒီလိုချင်းနေမျိုးမှာကျွန်တော်တို့ဒါဒီလိုမျိုးဓာပြတက်ခိုင်းမှုတွေကိုလှုပ်ဆောင်မှုလှုပ်ဆောင်မှုအောင်မြင်တယ်လို့ပြောရမှာပါဆိုတော့နောက်ပိုင်းတွေမှာဒီတက်ပို့ပြီးတော့ကောင်းမွန်တဲ့အခင်းချင်းတွေကိုကျွန်တော်တို့ညှော်လင့်လို့ရပါတယ်ပြီးတော့ကျွန်တော်ရဲဘော်ချင်းချင်းရဲဘော်ရဲဘက်စိတ်ပြီးတော့ကျွန်တော်တို့အသက်ဆုံး က်တင်လိုတဲ့စိတ်ကျွန်တော်မြင်တွေ့နေရတာဖြစ်တယ်။ဟိုဘက်ကကစစ်ခွေးတွေအဖမ်းခံရတာတော့မှကျွန်တော်ကအချင်းချထားတဲ့နေရာအဲ့ဒီနေရာကိုဘုံကျဲပြီးတော့သူတို့လူသူတို့ပြန်တက်ကြတယ်။ကျွန်တော်ဘက်ကရဲဘော်တအူးတော်မှကျွန်တော်တို့စစ်ခွေးလက်ထဲအပါမခံနိုင်ဘူး။တကယ်တိုက်ပွဲစစ်မြေပြင်နေမှာလည်းအများကြီးရှိတယ်။အချို့ကျွန်တော်တို့လည်းထိတယ်။အကြောင်းထိတာလည်း ထိထားတဲ့ရဲပေါ့ဒဏ်ရာရတဲ့ရဲပေါ့ဒါမှမဟုတ်တိုက်ပွဲအတွင်းထဲမှာကျွန်တော်တို့ဝင်ဆွဲခြင်းနဲ့ကျောင်းရဲပေါ်ထိထိတွားတာလည်းအများကြီးတယ်ကြောက်ရင်ဒါဆိုရင်ကျောင်းလူငယ်တွေကိုလုံးကြည့်ပေးပါကျွန်တော်တို့ဟာခဏိတော်လိုင်းကာလဒီအချိန်ရောက်တဲ့ဒီတိုင်အောင်ကျောင်းနိုင်ငံအတွက်အမြဲတမ်းပေးဆက်ဖို့အတွက်အစဉ်အသင့်ရှိနေကြတဲ့ရဲပေါ်တွေဖြစ်ပါကြောင်းပြောကြရင်ဒီနေ့ဗီဒီယိုဆုံးသက်ပြစေ